်မင်္ဂလာပါရှင်29ရက်ဆယ်လမှာ17လပိုင်းနေ့ရက်နေ့ဒီတပတ်တာတတိယလွေသားသမီးချင်းမေဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တတိယလွေသားသမီးချင်းမေဆွေဒီတပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့လောကကံရခက်ခဲတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်။ဒါပေမဲ့အလုတ်နဲ့ပတ်သက်ပြီးတော့မိမိဖြစ်ချင်တဲ့ပုံစံလေးတွေတော့ပုံစံချလို့ရမယ်။အဲ့တော့အခက်ခဲတွေတစ်ခုပြီးတစ်ခုကြုံရမယ်လို့မြင်ပါတယ်။ တံမိုးကြီးသောပစ္စည်းထွက်တက်တွေသတိထားပါနော်မိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမင်းအိမ်ကိစ္စတွေဝယ်တာတွေရောင်းတာတွေအိမ်ကိစ္စကိုအကျိုးအမြတ်ကလေးတွေမျှော်ကိုးပြီးတော့ပြောမယ်ကိစ္စတွေဒီຢာလေးတွေအရင်အဆင်ပြေတယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အမြင်နဲ့စိတ်ပူပန်မှုလေးတွေစိတ်ရှုပ်ထွေးမှုလေးတွေဒီလိုလေးတွေတစ်ခုပြီးတစ်ခုကြုံတွေ့ရပါမယ် ရန်အန်ရဲ့အတိုက်ခဲရှိတယ်မိမိကိုအပြစ်ပြောခြင်းတဲ့သူမိမိနာမည်ကိုအပုတ်ချခြင်းတဲ့သူရှိတယ်တတိထားပါနော်အချီးနဲ့ပတ်သက်ပြီးတော့အလိညာခံရတတ်တယ်ဒါကြောင့်ဘယ်သူပုံမှမယုံပါနဲ့အင်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိမှန်းဆထားတဲ့အတိုင်းဆင်ပြေသွားနိုင်မယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တွေခက်ခက်ခဲခဲနဲ့တပတ်တာမှာဖြတ်သန်းပြီးတော့လုပ်ကြရမယ့်ကိစ္စလေးတွေမှာအမြဲတမ်းနောက်ဆန်တင်ရတဲ့အရာလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့ငါးတလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝေကြီးလာလာပါလေရှင်လန်းစီမဲ့တပတ်တာပိုလန်းစီမဲ့တပတ်တာတို့ပင်ပင်ဝေအချင်းငါးကိစ္စတွေတော့စကားမရတဲ့တယ်ဒါလေးကိုတော့တတိထားပါတော့။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာဂျုံတော်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတွေပူပန်မှုမျိုးမရှိပင်ပင်ပိုဒီအလုံးလုံးရတဲ့အခါမှာအာယုံအရင်နောက်လာတာမျိုးစိတ်ရှုပ်တွေ့ရတာမျိုးဒီလိုလေးတွေ့ရတယ်ဒီအတွက်ကြောင့်မို့လို့တနည်းကလေးသားသမီးချင်းမိတ်ဆွေတွေတပတ်တာရည်ရာကောင်းလေးပေးချင်တယ်ပြုလုပ်ဆောင်ရမယ့်ရည်ရာကမိမိတဲ့အသက်ကြီးတဲ့သူညီသူကိုမဆိုဘလောက်ပဲကြီးကြီးပေါ့နော်မိမိတဲ့တဲ့ကြီးရွယ်ကိုမုံဟင်းနာနဲ့ဘူးသီးချောထူတန်းချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါတယ်ရှင် ်မင်္ဂလာပါရှင်29ရက်10လ2025မှာ2ရက်17လ2025တပတ်တာဒီနေ့မှာသားသမီးချင်းပြည်စွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဒီနေ့မှာသားသမီးချင်းပြည်စွေအလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေပါတယ်ဖြစ်ချင်တာလေးတွေအယောင်းဝယ်လုပ်ချင်တာလေးတွေရောင်းပန်းဝယ်ပန်းတွေလည်းဖွင့်လန်းစီမိပြောရေးဆိုရာကိစ္စဆိုရင်လည်းအလုပ်နဲ့ပတ်သက်ရင်အဆင်ပြေမယ်လို့တွေ့ရတယ်တံမိုးကြီးသုံးပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းရမယ်အဆက်အသွယ်ကောင်းရမယ်တရေကောင်းကြရမယ်ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါနော်မိမိကိုအပြစ်တင်တာနောက်တော့မိမိကိုတိုက်ခိုက်တာတိုက်ခိုက်တာလည်းဒီမျိုးစုံရှိတယ်အဲ့တော့တိုက်ခိုက်မှုခံရမယ်လို့တော့တွေ့ရတယ်ဘယ်လိုဒီနဲ့တိုက်ခိုက်ခံအောင်လည်းမသိဘူးပေါ့နော် အခြေအနေပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီပြဿနာတက်ဖို့ရှိတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းတကြက်ကြက်စကားတွေများခြင်းပြဿနာတက်ခြင်းတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခင်ဆိုင်ပါဖြစ်လိုက်ရင်ကျမကြီးက1ไก่တာเนาะနောက်တစ်ခါကျတော့ဒီလေနဲ့ပတ်သက်ပြီးတော့ဒီအောင်တာဒီချုပ်တာဒီနာတာဒါလေးတွေခင်ဆိုင်ပေးရတာပေါ့เนาะ အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရတယ်။ဒါအပြင်ပုံစံလေးတွေချဲ့ပြီးတော့မှလုတ်ကင်ရတဲ့ကိစ္စမှန်သမျှအဆင်ပြေမယ်လို့တွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့နှစ်ကလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေပြောဆိုပြီးတော့မှဝေးအစုလိုက်ပုံလိုက်ဝင်လာတာမျိုးဒါလေးပြင်နေပေါ့နော်အောင်းနဲ့ပတ်သက်ပြီးတော့ပူပိုင်စရာချုံငုံပြီးကြည့်လိုက်တဲ့အခါ စိုးဝါးတဲ့ပုံပန်မှုမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့မိမိကဘာပဲလုပ်လို့အမြဲတမ်းတတိဝရိယလေးနဲ့စိစိဆက်ဆက်တည်တည်ချာချာလုပ်ကြိုင်မှအကျိုးမြတ်များများရမယ်။အဲ့လိုမျိုးမဟုတ်ဘဲနဲ့ပြီးပြီးရောညနာလွှဲလိုက်တယ်တရရောက်ကိုယုံကြည်လိုက်တယ်ဆိုရင်တော့အဲ့ဒီအကျိုးမြတ်ကမိမိတွေ့မဟုတ်ဘဲနဲ့သူများအတွေ့ဖြစ်သွားတတ်တယ်။ဒါပေမဲ့ဒီအလုပ်ကပိုလုပ်တာ ကိုလုတ်ပြီးကိုအကျိုးမြတ်မရဘဲနဲ့သူမြတ်တွေအကျိုးမြတ်ရစီတဲ့အရာလေးဖြစ်တဲ့တင်ဒါကြောင့်မလို့တနင်္လာသာသမီချင်းမိတ်ဆွေအတွေ့တပတ်တာမှာအမားရွေးနေပဲဖြစ်စီပဲနေကိုဖြစ်ကျင်တဲ့ဇန္နာကိုပြောကျင်တဲ့ရည်ရွယ်ချက်ကလေးတွေအစီပြေအောင်မြင်စီဖို့အတွက်ရည်ရာကောင်းလေးပေးကျင်တယ်ပြုလို့ဆောင်ရမယ်တပတ်တာရည်ရာကကလေးငယ်များကိုမုံပေးတီစာဒါနာပြုခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်အင်္ဂလာဝါရှင်29ရက်ဇန်နာ2025မှာ နှစ်ရည်ဆက်တလ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်မိအမှုဖြစ်မိတစုံတရာကိုကကိုဘက်ကနေပြီးတော့ဂျူကာလို့ရအောင်အဖက်ဖက်ကနေပြီးတော့တတိဝရိယလေးနဲ့ပြင်ဆင်ခြင်းနဲ့တော့တံမိုးကြီးသောပစ္စည်းတော့ဝင်လာလို့ရှိနေတယ်။ဘိတ်ဆွေပေါင်းတဲ့နေရဲ့ကုညီကောင်းအကြီးကြီးရဲ့အကျဉ်းညံကောင်းဒါမျိုးတွေရရှိစီမယ်လို့သူရတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းလေးတွေကိုယ့်အပေါ်မှာအမျက်ဒေါသဖြစ်နေရင်တော့မှပဲဒီအမျက်ဒေါသတွေပြေပြောက်နေတာမျိုးလေးတွေဒါလေးတွေကြုံတွေ့ရပါလိမ့်မယ်ရန်အန်ဒီအတိုက်ခိုက်ရှိတဲ့သတိထားပါနော်။ဘာကြောင့်လဲဆိုတော့သွားတဲ့လာတဲ့နေရာတွေမှာအမြဲတမ်းသတိရှိစေချင်ပါတယ်။ ခြေရင်းနဲ့ပတ်သက်ပြီးတော့စိတ်ကုံစိတ်ပြက်ဒီလိုတွေကိစ္စရက်ကလေးတွေပေါ်လာတတ်တယ်မိမိจิตတွေပေါ်မှာအလိုမကျမှုစိတ်တမ်းမကျမှုတွေကြုံရတတ်တယ်ပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့အကျမ်းမာကြီးကြောင့်စိတ်ညစ်စရာပူပန်စရာလေးကြုံရတတ်ပါတယ်မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူး။ရခင်ကနေကကျန်းမာရေးယောဂဝေဒနာခံစားရတဲ့အင်္ဂါသားမိချင်းမိစေဆိုရင်အနာနယ်ဆေးနဲ့တွေ့သွားမယ်။ဘေးဥပ္ပတ်အန္တရာယ်ကင်းဝေးသွားပါလိမ့်မယ်။ အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်ဒီအမြဲတမ်းလာမဲ့ဒီရက်ပိုင်းတွေအတွက်ကိုဘာလုပ်တင်လဲဘာခိုင်းတင်လဲဘလို့ပုံပုံဘွားမလဲဘာကြီးဖန်ပြီးရမလဲဘလို့မျိုးတွေဖြည့်ရှင်းရမလဲဒီလိုကိစ္စရည်တွေနဲ့အမြဲတမ်းပူနေရတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်တို့ပဲမဖြစ်မနေဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးဒီတို့ကန်ဆန်းလို့ရတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ရွှေလန်းပွင့်လန်းလာစီမဲ့တပတ်တာလို့မြင်ပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးလိုက်တဲ့အခါကိုလုတ်တဲ့အရာလေးတွေဘယ်အရာမဆိုအမြဲတမ်းအတိုက်ခံလုပ်တာလေးခံရတဲ့တယ်ဒါကြောင့်ဘယ်လိုစိတ်ပါအင်္ဂါသားကြီးချစ်ပြီဆိုရင်အတွက်ကိုတပတ်တာကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းကြီးဆရာမပေးချက်တယ်ပြုလို့ဆောင်ရမယ့်ယရိယာကဖျားတဆူဆူကိုသွားပါသွားပြီးတဲ့အခါမှာဒီဖျားတွေဖျားတွေရဲ့အရှိမျက်နှာစာတွေမှာခြင်သေးယုံကြည်တွေရှိတယ်အဲ့ဒီခြင်သေးယုံကြည်တွေမှာခြင်သေးကတစ်ဖက်တစ်ဖက်တစ်ကောင်ဆိုလို့ရှိရင်ခြင်သေးနှစ်ကောင်ရှိတယ်ပေါ့နော် အဲ့ချင်းသေးယုတ်ကြီးရဲ့ရှင်မှာအဲ့ချင်းသေးတွေကိုပဲပေးကြော်အစာကျွေးရအဲ့တော့ပေးကြော်ဆိုတာကဒီစာလေးကိုပေးကြော်လေးရတယ်ပေးချောင်းပေးကြော်လေးရတယ်ပေးကြော်ဖြစ်ဖို့လူတွေ့တယ်ပေါ့နော်ပေးချောင်းကြော်ဖြစ်ဖို့လူတွေအဲ့ဒီပေးကြော်ကိုတစ်ဖက်ကိုတစ်ကောင်းကိုတထုပ်စီတွားပြီးတော့မှဒါနာပြုပေးရတယ်လှူပေးရတယ်ပေါ့အဲ့လိုလေးလှူလိုက်တယ်ဆိုရင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နေသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်စင်လာ2025မှာ နေ့ရက်17လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချမိတ်ဆွေအတွက်အလုပ်ကင်ကနေစတင်ဟောပြောပြမှာဖြစ်ပါလိမ့်ရှင်။ဗုဒ္ဓဟူးသားသမီးချမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တတိလေးနဲ့ထားပြီးတော့အလုပ်လုပ်ကင်စီချင်နေဆုံးရှုံးစီတဲ့အရာလေးတွေကိုမြင်နေတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မို့လို့မိမိဘက်ကနေပြီးတော့အမြင်နဲ့တတိရှိပါ။အလုပ်လုပ်တဲ့အခါမှာအမှားမြင်လုံးဝမဖြစ်ပါစေနဲ့။အထူးသဖြင့်မှားချင်တာကဒီအလုပ်ကင်နေနှောင့်နေတဲ့အရာလေးတွေအစင်ပြေအောင် ကိုယ့်ဘက်ကနေခင်မွေးကြီးဆယ်ပါးကိုအမြဲတမ်းကြော့ပြီးတော့မှအေးပူကောင်းတယ်မနော်တံမိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်မိစေပေါင်းသိနေရဲ့အကူကြီးအထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းဒါလေးတွေရရှိစေမဲ့တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေဆိုအရင်အာရုံနှောက်ရမယ်စိတ်ရှင်းရနေမယ်ချိန်မှုသားချင်းစီကအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရပါမယ်ရန်အနီအတိုက်ခိုက်လုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့အဆင်မပြေဖြစ်ပါမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးလုံးဝမအေးချမ်းပဲနေအမြဲတူလိုပြဿနာတွေတက်နေပါလိမ့်မယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးစူးကျူးလုံးဝမရှိပါရှင်။အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ်တပတ်တာပါ။နောက်တစ်ခုမိမိရမှန်အောင်နေပါ။မှန်တာတွေပြောပါမှန်တာတွေလုပ်ပါ။ဒါဆိုရင်မိမိဘက်ကအဆောင်လျှောက်ကောင်းအကာအကွယ်ကောင်းနေသူ့အလိုလိုပေါ်လာမယ်တပတ်တာလို့တွေ့ရပါလိမ့်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ် ။သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးဒီတို့ကန်ဆယ်လို့ရတယ်။ဝေကြီးနဲ့ပတ်သက်ပြီးတော့ပွင့်လန်းမေရှင်လန်းမေဒါပေမဲ့အလိန်ညာတွေခံရတတ်တယ်တတိလေးထားပါနော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိဘက်ကရခင်ကနေကယင်းနှီးမြုံနဲ့ထားတဲ့ကိစ္စရက်ကလေးတွေပေါ်လာမေယခုလုတ်တဲ့အလုပ်တွေမှာတော့နှောင့်နှေးစီတယ်လို့တွေ့ရတယ်ဒါကြောင့်ဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေတွေတပတ်တာကရတောက်ပတ်ဖြစ်စီတဲ့ယရိယာကောင်းလေးပေးခြင်းပြုလို့ဆောင်ရွက်တဲ့ယရိယာက မိမိအနေနဲ့အလှူများများလုပ်ပါအဲ့တော့အလှူများများလုပ်ပါဆိုတော့ကိုတနိုင်တစ်ပိုင်းပဲလှုပ်လို့အများနဲ့အုပ်စုဖွဲ့ပြီးတော့မှလှူတာပဲဖြစ်ဖြစ်အဲ့ဒီအလှူလုပ်တဲ့ဓာတ်ကလေးကိုနေ့စဉ်လုပ်တယ်ဆိုရင်မိမိတွေကံထောက်ပံ့နေများစွာရရှိစေမည်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်ဆယ်လ2025မှာ2ရက်17လ2025တပတ်တာဂျာတာပရိသသတိချမိတ်စုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဂျာလာပြည်သားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းပါလေအလုတ်တွေအရန်ရှုပ်နေပါပြီအလုတ်ကိစ္စအောင်မြင်စေမဲ့တပတ်တာပါတံမိုးကြီးတော့ပြည်စီတော့ထွက်တဲ့တေဒါလေတကယ်ကိုလိုအပ်လို့ထွက်ကိုထွက်ရမှာမို့လို့မြင်နေပါတယ်မိတ်ဆွေပေါင်းသင်းရဲ့ကုကြီးချန်ချန်ကောင်းတောက်ပန့်ကောင်းလေးရဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းရှုပ်ဆိတ်ရှုပ်ရတာလေးကျွမ်းဝတ်တတ်ပါတယ်ဆွေမျိုးသားချင်းစီရတဲ့အကျဉ်းဉဏ်ကောင်းတောက်ပံကောင်းတွေရဖို့ရှိနေပါတယ်။ရဲအန်ရေလုံးဝလုံးဝမရှိရဲ့ပြင် จิตุခင်သူပေါများတာမဲ့တပတ်တာလို့တွေ့ရပါတယ်အခြေအနေပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာတန်တရားတွေဖြစ်ခြင်းယုံကြည်မှုရှိခြင်းဒါတွေတွေ့ရပါတယ်။ချစ်သူနဲ့ကိုယ်နဲ့ကြားမှာလည်းကြားဝင်နှောက်ယှက်မှုတွေရှိပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးအကြောင်းပုံဝန်အပ်တပါတယ်။မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်အဓိကခါအောက်ပိုင်းကျမ်းမာရေးညက်တဲ့တဲ့ view site ပါနော်။အေးချမ်းမှုရင်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်လုပ်တဲ့အခါမှာကိုယ့်ဘက်ကနေ့ မိုးရွာတို့ရေခန့်ဆိုတဲ့စကားလေးတိုင်းပဲကိုကအလုပ်တွေကိုဖြစ်ထွန်းလာတဲ့အချိန်မှာပုံမှန်ထက်ပိုပြီးတော့တောင်းတော်စီတဲ့အရာလေးတွေကိုဖြစ်တည်မှုလေးတွေကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်အလုပ်ရဲရှုပ်နေမယ်ဒါကြောင့်မအေးချမ်းသေးဘောနော်ကံနဲ့ပတ်သက်ပြီးတော့ကံအားလွန်ကောင်းပါတယ်ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ရက်တလုံးထီထိုးကန်ဆယ်လို့ရပါတယ်ဝေကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာငွေမမြဲဘူးဆိုပေမယ့်ဝင်လာတဲ့ငွေနဲ့ထွက်သွားတဲ့ငွေနဲ့မျက်မျက်တတလေးတွေနဲ့ရံရံလေးအစီပြေသွားမယ်ထိမ့်နိုင်တယ်လို့တွေ့ရတာပေါ့နော် အောင်နဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါစိုးဝတဲ့ပူပန်မှုမျိုးမတွေ့ရပဲနဲ့ကိုယ့်ရဲ့လုံဆောင်ချက်ကောင်းပြောဆိုချက်တွေအကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာမှာပဲဖြစ်ဖြစ်မျက်နှာရရှိစေမယ်လို့တွေ့ရပါတယ်။ကြာသပြီးသားသမီးချင်းမိတ်ဆွေတွေတပတ်တာကန်တောက်ပန်ဖြစ်စီတဲ့ရေရရာကနှက်ကလေးတွေကိုပြုတ်ပေးပါ။အဲ့တော့တနေ့ကိုဟိုမိမိအနေနဲ့လုံနိုင်နေဆိုရင်တနေ့လာပုံတော်ဘူး ဟိုစက်နေပေါ့နော်ဒီလိုမျိုးလေး လုပ်ပေးခြင်းနဲ့ဆိုရင်တနင်္လာနေ့ဆိုရင်ညက်လေးနှစ်ကောင်ဘုံတုံးလေးဆိုရင်ညက်လေးနှစ်ကောင်စနေနေ့ဆိုရင်ညက်ကလေးနှစ်ကောင်အလုံးငက်ကလေးတွေလုပ်ပေးခြင်းနဲ့ကုသိုလ်ယူခြင်းဖြင့်မိမိကက်ကေးစီတဲ့တပတ်တာပြည်လျက်သွားမိန်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်ဆယ်လ2025မှာနေ့ရက်17လ2025တပတ်တာတောက်ချာသားသမီးချင်းမဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တောက်ချာသားသမီးချင်းမဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ အတိတ်ခံလေးတွေလုတ်ပြီးတော့မှလုတ်ဆောင်ရမယ့်ကိစ္စရဲ့ကလေးတွေပြောဆိုရမယ့်ကိစ္စလေးကိုတွေ့ရတယ်။ဒါကြောင့်တတိနဲ့အလုတ်လုတ်စီခြင်းနဲ့တော့တံမိုးကြီးတို့ပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသိနေစီရနေပြီးတော့မိမိအပေါ်မှာအပြစ်မြင်တာ၊ညှိုးညင်တာ၊စူပူတာ၊ညှူတာဒါလေးအကျံတက်ပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှုပ်စရာ၊ကောင်းရှုပ်စရာတွေဇက်တိုက်ဆိုလို့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။စိုးရွားတဲ့ရန်အန်ဒီလုံးဝမတွေ့ရပါဘူးရှင်။ အခြေအနေပတ်သက်ပြီးတော့အခြေခံမကောင်းခြင်းချစ်သူရင်းဆိုင်တဲ့အဆင်မပြေဖြစ်ခြင်းဒီလိုတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကြားထဲမှာအမြဲပြိပက္ခတွေပြဿနာတွေကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်စူးချုံလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်တည်အလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲလှုပ်ဆောင်ရမယ့်ကိစ္စရက်ကလေးကြုံတွေ့ရဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ ကဲနဲ့ပတ်သက်ရင်ကံအားအလွန်ကောင်းတယ်။ကံရဲ့အထောက်ပံ့ကောင်းတွေအများကြီးရရှိစေပြီးထီထိုးကံစမ်းခြင်းတွေဆိုရင်တော့လေးတလုံးထီထိုးကံစမ်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာစေပဲတပတ်တာလို့တွေ့ရပါတယ်။ ားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကုန်ပြီးထိလိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့မိမိကိုအဖက်ဖက်ကနေပြီးတော့အကြံဉာဏ်ကောင်းပေးမဲ့သူရှိရင်ဆရာတစ်ပါးကောင်းတွေ့မယ်ဒီလိုလေးတွေ့ရပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ရည်ရာကတက်ကြီးရွယ်ဦးဘူးမိမိတက်နိုင်တဲ့စိုးဝါးတက်စာလူရဲချင်းဖြင့်ခက်ခဲနေသောအခက်အခဲတွေအလုံးစုံပြည့်လည်သောမိမိတို့တွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင် ၂၉နှစ်ရဲ့ဆယ်လ2025မှာနှစ်ရဲ့ဆယ်တလ2025တပတ်တာစနီသားသမီးချင်းမိဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။စနီသားသမီးချင်းမိဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ပါပဲလို့လို့တတိဝရိယာနေလုပ်ကိန်းမှာအမားရွေးနေဖြစ်တဲ့တည်းဒါအပြင်မိမိလုံဆောင်နေအရာလေးတွေဟာဆုံးရှုံးစီမင်းအရာလေးကိုတွေ့ရပါတယ်။တံမူကြီးတော့ပစ္စည်းတွေထွက်တတ်ပါတယ်ထွက်ဖို့လည်းရှိနေပါတယ်။ မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာတွေအောင်ခံရတဲ့ပိုင်းစေမျိုးသားကြီးစီမအကျဉဏ်ကောင်းတွေအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရောက်ဖို့ရှိနေပါတယ်စိုးဝါးတွေရန်အန်ဒီရဲ့အတိုက်အခိုက်လုံးဝမရှိပါမရှင်အခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်လာမိချစ်သူရဲ့ဘယူဆိုင်မှုချစ်သူကနေပြီးတော့အလိုတမိုင်းငွေကြီးထောက်ပံ့မှုဒါလေးရရှိစီမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာစီမိအိမ်တော်ကြီးလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါဖြစ်လိုက်ရင်ကျမကြီးရဝမ်းချုပ်တာလေချုပ်တာတွေခံရတပါရင်အေးချမ်းမှုရေးချမ်းမှုတွေရောက်ရှိလာမယ့်တပတ်တာပါဒါပြင်အမျိုးသမီးအကြီးကြီးတွေစီကနေအကြံဉာဏ်ကောင်းတွေအကူအညီကောင်းတွေရောက်ဖို့ရှိနေပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနည်းတွေမဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြီးလာလာပါရွှင်လန်းလာမယ့်ပွန်လန်းလာမယ့်တပတ်တာပါ အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့အချိန်မတော်သေးသွားတဲ့အခါမှာကိုကိုပျော်ရွက်ကနေကပ်ပြီးတော့မိလာတာမျိုးအဲ့ဒါကိုဒီခင်မဆိုရင်မကောင်းဆိုးရလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးအဲ့လိုအပမိတာလို့လည်းခေါ်ပါလေဒါကြောင့်မလို့အဲ့ဒါလေးတွေကိုခရီးဆိုင်စီခြင်းနေတပတ်တာစနေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းကမိမိအနေနဲ့ကြောင်လေးတွေကိုအစာဝဝလေးလေးကြီးပြီးတော့ကုသိုလ်လုပ်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်